ဝေးခါကြောက်လေးတစ်လုံးကိုပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုဆုံးအောင်လိုက်ကြည့်လိုက်ပါ အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်မျှဝေပေးလိုက်တဲ့ဗီဒီယိုဖိုင်ထဲမှာတွေ့ရမှာကတော့အခုလက်ရှိပြပေးနေတဲ့ဝေခါကြောက်လေးပဲဖြစ်ပါတယ်ဒီကြောက်လေးကဝေခါဖြစ်တဲ့အပေါ်မှာခွန်ကတော့ပါပါတယ်ဝေခါကြောက်နဲ့ခန်းကြီးကြောက် ခက်မြများမှာတွေ့ရတာကတော့အခွန်ပါတတ်ပါတယ်အခွန်ပါတာခက်မြများတွေ့ရပါတယ်ဒါလေးကတော့မီးထွန်းပြတဲ့အနေထားလေးပါအခွန်ပါတဲ့အပေါ်မှာမီးပေါက်အားလေးတော့ကောင်းပါတယ်ဒါပေမဲ့ဒီရဲ့ကြောက်ကကြောက်မျိုးနုမလားကြောက်မျိုးရစ်မလားဆိုတာကိုတော့ခွဲခြားတတ်ဖို့တော့မိတ်ဆွေတို့အနေနဲ့အများကြီးလိုအပ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကြောက်နဲ့ထိတွေ့မှုမရှိဘူးဆိုလို့ရှိရင်တော့ကြောက်မျိုး ုးတန်းဘလောက်ထိနှုတ်မယ်ဘလောက်ထိရစ်မယ်ဆိုတဲ့ဟာကိုခွဲခြားဖို့ခက်ခဲပါတယ်။ကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကတော့ဆရာတယောက်လည်းမဟုတ်ပါဘူးကျွန်တော်တည်တတ်နားလေတလောက်လေးတွေကိုပြန်လည်ပြီးတော့မှမျှဝေပေးခြင်းနဲ့ဖြစ်ပါတယ်။ဒါလေးကတော့ကျွန်တော်တို့တွေဖောက်ကွန်ထားတဲ့နေရာလေးကိုမီထွန်းပြပေးတဲ့အနေထားလေးပဲဖြစ်ပါတယ်။ဒီကြောက်လေးရအသားတန်းလေးကတော့ခါတန်တန်လေးပဲရှိပါတယ်။ကာလာအနေနဲ့ကတော့အဖြူဖက်ပဲလဲပါတယ်။တချို့တော့ကြောက်တွေကတော့ကျွန်တော်တို့မဖောက်မကွန်ခင်မှာပေါ်ရန်ကနေအခွန်ပေါ်ကနေမီထွန်းကြည့်လို့ရှိရင်ကာလာပါတယ်လို့ထင်ရတတ်ပါတယ်။တကယ်တမ်းဖောက်ကွန်ပြီးတော့မှအသွင်ထဲကကာလာကိုမြင်ရတာကတော့ဖြူကြည့်လေးတွေ ေလည်းဖြစ်နေတတ်ပါပဲဒီနေ့ video file လေးကတော့ဒီလောက်လေးနဲ့ပဲရပ်နားလိုက်ပါမယ်ကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တိတက်နားလဲဒီလောက်လေးတွေကိုကျွန်တော်လက်လန်းမီဒီလောက်လေးတွေကိုအမြဲတမ်းမျှဝေပေးတော့မှဖြစ်လို့ကျွန်တော်ရဲ့ account လေးကို follow မလုပ်ရသေးဘူးဆိုလို့ရှိရင်တော့ follow လုပ်ဖို့လည်းမမေ့ခဲနဲ့ဘူးเนาะ video လေးကိုအဆုံးထိ like ပါကြည့်ရှုပေးတဲ့တယောက်ရှင်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ video မှာပြန်လဲဆုံတွေ့ကြမယ်